ရီယဲကိုရှောက်လာတဲ့အာဂျင်တိုင်းပလေးမေကာပီအက်ဂျီတင်းကချိုးပန်းခဲ့ပြီးမြန်အာဂျင်တီးနားဆက်ကြောတက်ချေပွင့်ဖရန်ကိုမက်စနာတူနိုဟာရီယဲကိုပြောင်းရွှေ့လာမှာဖြစ်ပါတယ်။ရီယဲမက်ဒရစ်ဟာရီယဲပလေးကကွန်လင်ဖန်တီရှင်မက်စနာတူနိုကိုစာတုံးရောချစ်ယူလို45တန်းနဲ့ခေါ်ယူဖို့အတွက်တဘောတူညီမှုရရှိခဲ့တာပါ။မက်စနာတူနိုဟာအသက်၈၀နှစ်ပြည့်ပွင့်နေ့လာမယ့်ဩဂတ်၁၄ရက်မှာရီယယ်မော်ဒစ်နဲ့ပူးပေါင်းမှာဖြစ်ပြီးချောင်းလို့စာချုပ်ချုပ်ဆိုမှာပါ။ Real Play Academy အတွက် Master Tutor ဟာလွန်ခဲ့တဲ့2024ဇန်နဝါရီကပထမအသင်းကြီးအတွက်စတင်ကစားခွင့်ရခဲ့ပါတယ်။ Talent on Skill ရောကောင်းတာကြောင့်အသင်းကြီးမှာနေရာရခဲ့တဲ့အပြင်နေရာဒီအတွင်း62ပွဲကစားခဲ့ရာ19သင်းကူကဂိုးဖန်တင်မှုတွေပြုလုပ်နိုင်ခဲ့တာပါ။အချာအတင်းကြီးလူရဲ့ကံလန်မှုတွေလက်ခံရရှိခဲ့ပေမဲ့လည်းမစနတူနိုကရီယဲကိုသာရွေးချယ်ခဲ့ပါတယ် အာဂျင်တီးနားချတိတ်ဟာ2025မေလနှောင်းပိုင်းကအာဂျင်တီးနားလူ့ရွေးစဉ်အသင်းအတွက်ပထမဆုံးဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ဆွန်လာငါရဲ့ချီလီနဲ့ကစားခဲ့တဲ့ကဘာပလားချီစီပွဲမှာလူစားဝင်ဖြစ်ပါဝင်ကစားကပွဲဝထွက်ခဲ့သူပါ။အသက်၁၉နှစ်296ရက်နဲ့အာဂျင်တီးနားတပိုင်းတရှောင်းတရံဝင်ပွဲကစားခဲ့တဲ့အသက်အနည်းဆုံးကရုဏာမဆန်ချေရရှိခဲ့ပါတယ်။မဆန်တူနိုကဘယ်ဂျီကောင်းနဲ့ကိုယ်လည်းကစားသမားဖြစ်ပါတယ်။ ကွန်းလင်မှာမောင်းနေအားလဲကောင်းနေသူပါကန်ချက်ပေါ်ဝါပြင်းတဲ့အပြင်နောက်ထပ်စကေးတွေက free kick တော်လာနေတူးချင်းဖြတ်ကျော်မှုမှာတိတ်ကောင်းနေကြပွင့်ပါဒါကြောင့်ရီးရဲကစတော့ရော်ဒီကိုပေးချပြီးအရာခေါ်ယူခဲ့တာဖြစ်ပါတယ်ရီးရဲဟာနွေရာသီပြောရွှေ့ဈေးကွက်အတွင်းဖူဆန်နဲ့အာနိုတို့ကိုခေါ်ယူပြီးနောက်တတိယနောက်ကစားသမားခေါ်မှုအဖြစ်အာဂျင်တိုင်းပလေးမေကာကိုခေါ်ယူခဲ့တာဖြစ်ပါတယ် of life.